56ကြိမ်မြောက်မဟာမဲကောင်ဒေသကွယ်ခီးသွွားလုပ်ငန်းအဖွဲ့အစည်းဝင်းနဲ့မဟာမဲကောင်ဒေသကွယ်ခီးသွွားလုပ်ငန်းညှိနှိုင်းရေးရှုံးဘုတ်အဖွဲ့အစည်းဝင်းများအောင်နိုဝင်ဘာလ18ရက်နေ့မှ19ရက်နေ့အထိ VNN နိုင်ငံရင်းချင်းမှုအောက်ကစားနှင့်ခီးသွွားလုပ်ငန်းဝန်ကြီးဌာနမှ VNN နိုင်ငံနမ်ဘင်းမြို့မှအိတ်ရှင်အဖြစ်လက်ခံကျင်းပရောင်းဟိုတယ်နှင့်ခီးသွွားလာရေးဝန်ကြီးဌာနဟိုတယ်နှင့်ခီးသွွားညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမောင်မောင်ကျော်ဦးဆောင်၍မြန်မာနိုင်ငံခီးသွွားလုပ်ငန်းအဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံခီးသွွားလုပ်ငန်းရှင် များအသင်းမှကိုစလင်များပါဝင်တက်ရောက်ခဲ့ကြပါတယ်။နိုဝင်ဘာလ18ရက်နေ့မှာ56ကျင်းမြောက်မဟာမဲကောင်ဒေတာခွဲခရီးသွားလုပ်ငန်းအဖွဲ့အစည်းမှမဲကောင်ခရီးသွားလုပ်ငန်းဖိုရမ်2025နှစ်ဆက်ဆက်အစည်းအဝေးဆုံးဖြတ်ချက်များအရဆောင်ရွက်ပြီးစီးမှုအခြေအနေများမဲကောင်ဒေတာတွင်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် website နှင့် လူမှုရေးမီဒီယာများမှာလွှင့်တင်နေမှုအခြေအနေများနိုင်ငံတကာမိတ်ဖက်ဖွဲ့စည်းများနဲ့ခီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများမဲကောင်ခီးသွားလုပ်ငန်းမဟာဗျူဟာ2030အရဆက်လက်ဆောင်ရွက်သွားမယ်လုပ်ငန်းစဉ်များမဲကောင်ခီးသွားလုပ်ငန်းဈေးကွက်မြင့်တင်ရေးမဟာဗျူဟာရေးဆွဲရန်ဆောင်ရွက်နေမှုများအဖွဲ့ဝင်နိုင်ငံအလိုက်ခီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေများအားအတိအပြုဆွေးနွေးညှိနှိုင်းခဲ့ပါသည် နိုဝင်ဘာလ16ရက်နေ့မှာမဟာမဲကောင်ဒေသခွဲအတွင်းရေရှည်တည်တံ့ခိုင်မြဲသောခီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံတကာကွန်ဖရင့်အားကျင်းပရာကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့ခိုင်မြဲတဲ့ခီးသွားလုပ်ငန်းအလားအလာများမဟာမဲကောင်ဒေသခွဲနိုင်ငံအလိုက်ရေရှည်တည်တံ့ခိုင်မြဲတဲ့ခီးသွားလုပ်ငန်းများအကောင့်ထည့်ဖော်ဆောင်မှုအတွေ့အကြုံကောင်းများမဟာမဲခေါင်ဒေတာခွဲနိုင်ငံများအတွက်ရေရှည်တည်တံ့ခိုင်မြဲတဲ့ခီးသွားလုပ်ငန်းများဆိုင်ရာမျှော်မှန်းချက်များနဲ့လုပ်ငန်းအစီအစဉ်များကိုဆွေးနွေးခဲ့ကြပါတယ်။ နိုဝင်ဘာလ19ရက်နေ့မှာမဲခေါင်ခီးသွားလုပ်ငန်းညှိနှိုင်းရေးရုံဘုတ်အဖွဲ့အစည်းအဝေးအားဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မဟာမဲခေါင်ဒေသခွဲခီးသွားလုပ်ငန်းရှင်တီထောင်ရေးသဘောတူစာချုပ်အပေါ်အဖွဲ့ဝင်နိုင်ငံများမှလက်မှတ်ရေးထိုးနေမှုများစာချုပ်အသက်ဝင်ရေးအတွက်ထိုင်းနိုင်ငံနဲ့အင်ရှင်နိုင်ငံစာချုပ်ချုပ်ဆိုရေးဆက်လက်ဆောင်ရွက်မယ်လုပ်ငန်းစဉ်များနဲ့အဆိုပါရုံအားအဆိုရများနဲ့ဆိုင်တဲ့နိုင်ငံတကာရုံအဖြစ်တီထောင်ပြီးစီးရန်ရာထားမှုအခြေအနေများနဲ့2026ခုနှစ်မတ်လမှာမဲခေါင်ခီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးရဲ့အလို့အမှုဆောင်ဒရိုက်တာအသစ်ခန့်အပ်သွားမယ်လုပ်ငန်းစဉ်များအားဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ 58ကျင်းမြောင်မဟာမဲကောင်ဒေသခွဲခီးသွွားလုပ်ငန်းအဖွဲ့အစည်းဝေးနဲ့မဟာမဲကောင်ဒေသခွဲခီးသွွားလုပ်ငန်းညှိနှိုင်းရေးရှုံးဘုတ်အဖွဲ့အစည်းဝေးနဲ့အတူမဲကောင်ခီးသွွားလုပ်ငန်းဖိုရမ်2026အားမြန်မာနိုင်ငံမှာအလှည့်ကျအင်ရှင်နဲ့ဥက္ကဋ္ဌအဖြစ်2026ခုနှစ်ဇွန်လအတွင်းကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။